ငါတရားအထုတ်နေတာပဲဆိုပြီးတော့လူရှိသူချင်းမှာထွက်ပြေးတရားထိုင်ပြနေစရာမလိုပါဘူး။ဒါကြောင့်လည်းပဲပေါ်လွင်မပြုတ်ကောင်းရာတူ၍ကောင်းမှုမြန်တို့ကောင်းအောင်ကျိုးကောင်းကျိုးကို၌တည်စေမင်းလို့ဒါမိတ်ဆိုခဲ့တာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ဦးဇင်းတို့ဒီနေ့မှာတော့ online ပေါ်မှာပြန့်နှံ့နေတဲ့ဆရာလေးယောဂီဒီလာရှင်တွေကန်းကြီမှာကန်းကြီကိုရှောက်လဲတာလားတရားသွားရှာမိတာလားပေါ့နော်ဒါတော့ဟို သူတို့မှာပဲတိမှာပေါ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့တင့်တော်ကြီးမတင့်တော်အိကိုဒီနေ့ဝေဖန်ဆွေးနွေးသွားကြမှာပဲဖြစ်ပါတယ်ဝေဖန်ဆွေးနွေးမှုမစတင်မီ online ပေါ်မှာပြန့်နှံ့နေတဲ့ဗီဒီယိုကိုဦးဇင်းတို့အရင်ဆုံးလေ့လာကြပါမယ်ဒါတွေပါဆိုတော့တရားရှာမိတဲ့နေရာမှာတော့ဟိုဦးဇင်းတို့ လေနေရာပဲဖြစ်ဖြစ်တရားရှာမိလို့ရတဲ့အနေအထားမျိုးပေါ့နော်အခုကပေါ်ပင်တွေလူလူဘာလူလူတွေနဲ့ဖြစ်နေကြတာတွေပဲဖြစ်ပါတယ်အဲ့တော့ဒါတွေဟာဥသိန်းတို့ရဲ့သာသနာမှာတော့လူပေါ်ပင်တွေပေါ်လင်လူမှုတွေဒီပေါ်လင်လူမှုတွေကိုအသုံးချပြီးတော့မှပေါ်လင်လာတဲ့အခါမှာလက်လာဘရှာမိမှုတွေဖြစ်ပြက်လာတာတွေကဥသိန်းတို့ဒီနေ့သာသနာမှာအများကြီး ကြုံတွေ့နေရတာဖြစ်ပါတယ်အဲ့တော့တကယ်ဟိုတရားကိုလူလားတဲ့သူတွေဟာ ငါတရားရှာနေတယ်ငါတရားထိုင်နေတယ်ဆိုတာကိုလူများသိအောင်မဖန်သေးပါဘူးအခုကြည့်ပါဟိုစတန့်ထွင်နေဆိုတာကလည်းပဲတခြားနေရာတွေပဲစတန့်ထွင်တာကြည့်လို့ကောင်းပါတယ်ဒီလိုသိပတ်နဲ့ပတ်သက်တဲ့အရာတွေကိုစတန့်ထွင်လာတာတွေကတော့ဦးဇင်းတို့တော်တော်ကြီးမျက်စိထဲမှာပေါ့နော်ကြည့်ရတာလည်းအဆင်မပြေပါဘူးမြင်ရတာလည်းအဆင်မပြေဘူးပေါ့နော်ဆိုတော့ဒီတရားရှာမီယုံတင်ပြီးသွားပြီလားဆိုတော့ရှေ့မှာတော့ဟို တရားထိုင်နေတာလေးတွေပေါ့ဩခုရောက်တော့ကျတော့ဘလို့ဖြစ်သွားလဲဆိုတော့ရေထဲမှာပျော်မြူးနေတဲ့ပုံစံမျိုးတွေနဲ့ပေါ့နော်ဒါတွေကလူမှုကွန်ရက်ပေါ်မှာလည်းပြန့်နှံ့လာတဲ့အခါမှာအများစုကဝေဖန်လာကြတယ်ပေါ့နော်လှောင်ပြောင်လာကြတာတွေတယောလာကြတာတွေလည်းတွေ့နေရတာပေါ့ဒါတွေဟာတကယ်ဆိုလို့ရှိရင်ဦးသနုဘာသာသာသနာမှာလုံးဝမှမဖြစ်တဲ့အရာတွေပါဒီလိုစက်တက်နေထွင်လာကြတာတွေ ပေါ်လွင်အောင်ကြိုးစားလာကြတာတွေဟာဦးသွန်းတို့ရဲ့ဘာသာသဒ္ဒနာမှာတကယ်ကိုမဖြစ်တဲ့အရာတွေဒါတွေလည်းဒီနေ့ဒီအချိန်မှာဒါတွေဖြစ်လာကြတာဆိုတော့မိမိတို့တကယ်ကိုတရားရကြနေဆိုလို့ရှိရင်ငါတရားအထုတ်နေတာပဲဆိုပြီးတော့လူချစ်သူချစ်မှာထွက်ပြီးတရားထိုင်ပြနေကြရမလို့ပါဘူးဒီတိုင်းမဲ့ငါဒုတင်ကြည့်နေတာပဲဆိုပြီးတော့ဒုတင်ဘလို့ကြည့်နေတယ်သုတ်တန်ဒုတင်ဘလို့စောင်းနေတယ်ဆိုတာမျိုးတွေလူချစ်သူချစ်ထွက်ပြီးတော့ပြောနေကြမပြောတော့လဲမြင်အောင်ပြနေကြမလို့ဘူးလို့ အဦးသိန်းတို့ကတော့ဒီလိုပဲမြင်ပါတယ်တကယ်ဓမ္မကိုရှာမိကြတဲ့တကယ်ဓမ္မကိုလိုလားကြတဲ့အင်းငိမ့်မှုကိုလိုလားကြတဲ့တကယ်သူတော်ကောင်းကြီးတွေဟာငါတို့ကတော့တရားကိုဘလို့ရှာနေတယ်တရားကိုဘလို့ထိုင်နေတယ်လို့ပြောစမှတ်ပြုတ်ခဲ့တာလဲဦးသိန်းတို့တွေမကြားဘူးခဲ့ပါဘူးဒီနေ့ဒီချိန်မှာတော့ဝီနီမာလည်းဒီလိုပဲငါတို့ကတော့ဝီနီကိုဘလို့ကြင်ကြံနေဆိုတာမျိုးတွေပေါ့နော်ဝီနီဟာလည်းတကယ်တမ်းတော့အကျင့်မဟုတ်ပါဘူးဝီနီဒီဗုဒ္ဓရဲ့ဥပဒေတစ်ခုသာလေး ဖြစ်ပါတယ်ဆိုတော့ငါကတော့ဝင်းဒီကိုဘလို့ကြင့်ကြံနေတာပဲဆိုပြီးတော့လူတွေကြီးညိုအောင်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့လှည့်ပြောနေခြင်းဟာဒါအဆင်မပြေဘူးလို့ဦးဇင်းတို့ကတော့မြင်ပါတယ်အဲဒီနေ့ဒီချိန်မှာဆိုလို့ရှိရင်ဒီလိုပေါ့နော်ဝင်းဒီကိုလည်းအကြောင်းပြတယ်ပရိယတ်ကိုလည်းအကြောင်းပြသလိုပရိပတ်ကိုလည်းအကြောင်းပြတယ်ပေါ့နော်အကြောင်းပြပြီးတော့မှဘုံကြီးအောင်လက်လာပါတွေရှာမိလာကြတာပေါ့နော်ရှာမိလာကြတာပေါ့ဒါကြောင့်လည်းပဲပေါ်လွင်မပြုတ်ကောင်းရာတူ၍ကောင်းမှုမြန်တို့ကောင်းအောင်ကျိုးကောင်းကျိုးကို၌တည်စေမင်းလို့ အဲ့ဒါမိတ်ဆိုခဲ့တာဖြစ်ပါတယ်မိမိတို့ရဲ့အပြောအဆိုအလုပ်အကိုင်အပြုအမူတွေဟာပေါ်လွင်ခြင်းတို့ထင်ရှားခြင်းတို့လက်လာပါရခြင်းတို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့လုပ်နေမယ်ဆိုလို့ရှိရင်တော့ဒါဟာသာသနာပြုနေတာမဟုတ်ဘဲနဲ့သာသနာကွယ်ချောင်းတွေပဲဖြစ်ပါတယ်အင်္ဂုတ္တရကပြဆိုတဲ့သာသနာကွယ်ချောင်းထဲမှာလက်များအောင်ဖန်းဆိုတဲ့အတိုင်းလက်လာပါရရှိအောင်ဖန်တီးနေကြတဲ့သူတွေကြောင့်လေသာသနာပြတ်တတ်တယ်ဆိုတဲ့ နေထားမျိုးတွေရှိပါတယ်။ဒါကြောင့်လည်းမြတ်ဗုဒ္ဓကအညာဟိလာဟုပနိတာအညာနိဗ္ဗာနဂါမိနိဧဝမေတံပညာယဘေကုဗုဒ္ဓတသာဝကောလို့မင်းဆိုခဲ့တာဖြစ်ပါတယ်။မြတ်ဗုဒ္ဓကလက်နှစ်တွယ်ကိုပြခဲ့တယ်။ပထမတလန်းကနိဗ္ဗာန်ကိုရရှိရာလမ်းဖြစ်ပါတယ်။ဒုတိယတလန်းကလက်လာဘရရှိရာလမ်းဖြစ်ပါတယ်။လက်လာဘရရှိရာလမ်းကိုရွေးမယ်ဆိုရင်နိဗ္ဗာန်နဲ့ကြောခမ်းရပါလိမ့်မယ်။နိဗ္ဗာန်ရရှိရာလမ်းကိုရွေးမယ်ဆိုလက်လာဘတွေကိုစွန့်ပယ်ရပါလိမ့်မယ်။ ဒါမှသာလျှင်ဦးဇင်းတို့ဟိုအင်းကြီးနဲ့နိဗ္ဗာန်ကို ရရှိမှာ ဖြစ်ပါတယ်ဆိုတော့ဒီနေ့ဦးဇင်းတို့ဗုဒ္ဓသာသနာဟာနိဗ္ဗာန်အကျိုးငါဖြစ်ထွန်းနေတဲ့သာသနာဖြစ်ပါတယ်နိဗ္ဗာန်ဆိုတာလည်းပဲဘုံကြီးတစ်ဘုံလို့တွေးတော့နေကြတဲ့သူတွေလည်းအများကြီးရှိပါတယ်တကယ်တမ်းတော့နိဗ္ဗာန်ဟာတန်တိဒုက္ခနော်အင်းငိမ့်နဲ့ချမ်းသာကိုဆိုလိုတာဖြစ်ပါတယ်မိမိရဲ့နှလုံးသားထဲမှာလောဘဒေါသမောဟတွေကင်းပြီးတော့မှဒီလောဘဒေါသမောဟကင်းခြင်း အလုတ်တွေကိုလုတ်ပြီးတော့မှနှလုံးသားထဲမှာငြင်းငြင်းချမ်းချမ်းလေးဖြစ်အောင်နှလုံးသားထဲမှာနိဗ္ဗာန်ဓာတ်ကိုတည်ဆောက်ကြရတာဖြစ်ပါတယ်။ဒါဟာဗုဒ္ဓဘာသာဝင်တွေရဲ့အဓိကပန်းတိုင်ပဲဖြစ်ပါတယ်။ဒီတော့ဗုဒ္ဓဘာသာဝင်တွေရဲ့အဓိကပန်းတိုင်ဗုဒ္ဓရဲ့ဓမ္မတွေဟာအင်းငိမ့်နဲ့နိဗ္ဗာန်ကိုဥတည်နေတာဖြစ်ပါတယ်။ဒီတော့သာသနာကိုပြုတယ်ဗုဒ္ဓရဲ့အဆုံးအမတွေကိုတည်တတ်အောင်ဗုဒ္ဓရဲ့ဓမ္မတွေတည်တတ်အောင်မိမိတို့တွေသင်အန်းနဲ့ကြည်ကြံနေတယ်ဆိုလို့ရှိရင် လက်လာပါပေါ်များအောင်မဖန်တီးရပါဘူးလက်လာပါပေါ်များအောင်ဖန်တီးလို့ရှိရင်သာသနာ꽌ဖို့အတွက်ပဲဖြစ်ပါတယ်ပူတော်ခံလုံမှုတွေကိုဖန်တီးရမှာမဟုတ်ပါဘူးကြော်ကြားမှုတွေဖြစ်အောင်ဖန်တီးရမှာမဟုတ်ပါဘူးဦးသူတို့သာသနာထဲမှာရှိနေတဲ့ယဟန်တော်တော်များများပေါ့နော်ခုသီလရှင်တွေလည်းပါပါတယ်ဒီသီလရှင်တွေယဟန်တော်တွေဟာမိမိတို့ဘုံကြီးဖို့မိမိတို့ကြော်ကြားဖို့ဒါတွေကိုပဲအဓိကထားပြီးအားစိုက်နေကြတာတွေ့ရတယ်အဲ့တော့ကြော်ကြားဖို့အတွက်ဘုံကြီးဖို့အတွက် ဆိုလို့ရှိရင်အခုလိုပေါ်ပင်တွေလုတ်ပြတာတွေစက်တနေထွင်ပြတာတွေတစ်ပင်တွေအောက်မှာကြောင်းကြီးတွေရှိရတာနဲ့တစ်ပင်တွေအောက်မှာစွန်းစားပြတာတွေဒါမျိုးတွေလုတ်လာကြတာပေါ့ကြော်ကြားလာအောင်လုတ်လာကြတယ်ဒီကြော်ကြားမှုရဲ့နောက်မှာလက်လာဘတွေရအောင်ဖန်တီးလာကြတာပေါ့ပြောမယ်ဆိုလို့ရှိရင်တော့ဟိုတရားသဖြင့်ရရှိထားတဲ့ဓမ္မရလက်ရမျိုးမဟုတ်ဘဲနဲ့မိမိတို့ကိုယ်တိုင်ကကို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 ကြီးညိုလာအောင်မကြီးညိုကြီးညိုလာအောင်မလူချင်းလူချင်းလာအောင် တောင်းသားသာသာစိတ်ဓာတ်နေပေါ့ဗျာကိုယ်ဒီလက်လာဘတွေရောက်လာအောင်ဒီလိုဖန်တီးနေကြခြင်းဟာသာသနာ괴เจ้าမှာပဲဒါကြောင့်ဦးသိန်းတို့ဒကာဒကာမအောင်သူတော်ကောင်းများအနေနဲ့ဒီယဟန်တွေရဲ့အပျော်အစိုးတွေတိလရှင်တွေရဲ့အပျော်အစိုးတွေယဟန်တွေရဲ့အပြုအမူတွေတိလရှင်တွေရဲ့အပြုအမူတွေဟာလက်လာဘများအောင်ဖန်တီးနေတာလားကြံစီပြောဆိုပြုမူနေတာလားကြော်ကြအောင်ဖန်တီးပြောဆိုပြုမူနေတာလားတကယ်ငြင်းချမ်းအောင်သာသနာသိမ့်နဲ့ ဖန်တီးပြောဆိုပြုမှုနေတာလားဆိုတာကိုကြွယ်ကြွယ်ပြပြတိအောင်ဦးဇင်းတို့ဒကာဒကမတွေလစ်လာဖို့လိုအပ်ပါတယ်ဒကာဒကမတွေကဒီလိုပေါ်ပင်နေလှုပ်ပြတာတွေကိုပဲကြိုက်နေကြတဲ့အခါမှာရဟန်းတွေတိလချင်းတွေကလည်းပေါ်ပင်နေလှုပ်ပြနေကြတာဖြစ်ပါတယ်တကယ်ဓမ္မစစ်ကိုပေးစွမ်းနိုင်တဲ့ပုဂ္ဂိုလ်ဟာဘလို့ပုဂ္ဂိုလ်လဲဆိုတာကိုဦးဇင်းတို့တို့တွေမြင်အောင်ကြည်တတ်ဖို့လိုပါတယ်ဓမ္မသာလျင်လက်လာဘကိုမရမကဖန်တီးနေတဲ့ အခုလိုပေါ်ပင်းနေလုံနေတဲ့သူတွေကိုဦးဇင်းတို့ဒကာဒကာမတွေရှောင်ရှားနိုင်ကြမှာဖြစ်ပါတယ်ဒီလိုရှောင်ရှားနိုင်မှဦးဇင်းတို့ရဲ့နိုင်ငံမှာမြတ်ဗုဒ္ဓရဲ့တကယ်ဓမ္မအနှစ်တွေတည်ထမှာဖြစ်ပါတယ်မြတ်ဗုဒ္ဓဓမ္မအနှစ်တွေတည်ထမှာသာလျှင်ဦးဇင်းတို့ရဲ့နိုင်ငံဟာအေးချမ်းသာယာတဲ့လှပတဲ့နိုင်ငံတော်ဖြစ်ပါလိမ့်မယ်လို့ပြောကြရင်းနဲ့ဒီပြန်လည်တင်ပြချက်ကိုညီကုန်းကံပါအဆုံးသတ်အပ်ပါတယ်အားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်